မင်္ဂလာပါခင်ဗျာကိုခိုင်းစတာဖုတ်ဘောရှိုးအနေကျိုးသွားရဲကျွန်တော်ခန့်မှာဒီကနေ့ဇူလန်လာ TNA ရဲ့မနက်ခင်းသတင်းသုံးသက်ချက်ကဏ္ဍလေးကိုတင်ဆက်ပေးသွားကြပါမယ်ခင်ဗျာ ျွန်တော်ဒီနေ့သတင်း၃ပုဒ်ကိုရွေးချယ်ပေးထားပါတယ်ဒီသတင်း၃ပုဒ်ကတော့မနေ့ညက Fabrizio Romano တင်ထားတဲ့သတင်းတွေထဲမှာဆွေးနွေးလို့ကောင်းမဲ့သတင်း၃ပုဒ်ဖြစ်ပါတယ်ဒီရက်ပိုင်းမှာတချို့အသင်းတွေရဲ့အပြောင်းအရွှေ့သတင်းတွေကတော့အနေငယ်ငြိမ်သက်နေပါတယ်ဘိုင်းနိနဲ့ပြောရင်တော့ Manchester United ပေါ့နော် Brian Mbeumo ကို second offer ကန်လန်ပြီးသွားတဲ့အချိန်မှာ Brentford က reject လုပ်တယ်ဒါပေမဲ့ အန်ဘူးမိုးကသူ့ရဲ့စိတ်ဆန္ဒကိုရှင်းရှင်းလင်းလင်းပြောထားတယ်။ United အသင်းကိုပဲပြောင်းမယ်။ United ကလည်းအဓိကပေးချေရမယ်။ပေးချေမှုကိုပဲဆွေးနွေးညှိနှိုင်းနေတယ်ဆိုတဲ့သတင်းကဒါကျွန်တော်တို့နောက်ဆုံးတက်ထားတာ။အဲ့နောက်ပိုင်းမှာ Man United နဲ့ပတ်သက်တဲ့တချို့သောအပြောင်းအရွှေ့သတင်းတွေမကြားထားရပါဘူး။အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့မှာလက်တလောပေါ့နော်။ပူပူနွေးနွေးဆွေးနွေးလို့ကောင်းမယ်။အာဤသတင်းရဲ့ Chelsea ရဲ့ Joao Pedro ခေါ်နိုင်ခဲ့တဲ့သတင်းရဲ့နောက် Luis Diaz နဲ့ပတ်သက်တဲ့သတင်းတွေရဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ အိုင်ဣဘရီချီအီဇီအပြောင်းရွှေ့တဲ့တင်းလေးပေါ်ဆွေးနွေးကြည့်အောင်ဒီတဲ့င်းကိုရိုမာနိုမတင်ခင်ကတည်းကကျွန်တော်ဆွေးနွေးသုံးသပ်ခဲ့ပြီးသားအီဇီကိုအာစနယ်တင်ဟိုခေါ်ဖို့အတွက်တိတ်မတင်ဘူးပေါ့နော်ခေါ်ယူစရာမလိုဘူးလို့ကျွန်တော်ကထင်ခဲ့တာဗျဒီတဲ့င်းတက်လာတဲ့အချိန်မှာကျွန်တော်ဂေါ်လာဟာလာလို့ပဲတတိကျယုံကြည်ထားတာလိုမမလိုတာဒီတိုင်းရမ်းပြီးတော့မလိုဘူးလို့ပြောတာတော့မဟုတ်ပါဘူး အာစတန်အသင်းရဲ့ central zone မှာအသုံးတော်ခံနေတဲ့ကစားသမားတွေကြီးကြီး Declan Rice, Martin Odegaard, Mikel Merino တခါလေကျရင် Kyle Havertz ပါကစားလို့ရတယ်။အဲ့တော့ဝင်းတွေမှာထုတ်သုံးမလားဆိုတော့လေ Ibrichi Easy သည်ဘယ်လိုကစားသမားမျိုးလဲအဓိက CAM လို့ခေါ်တဲ့ central attacking midfielder တယောက်ဖြစ်ပါတယ်။ဒီတစ်ချက် central zone မှာပဲကစားရတာပူအာတီတာဖြစ်တဲ့သူတယောက်ပါ။ Left wing ထွက်မကစားနိုင်ဘူးလားဆိုတော့ကစားတော့ကစားနိုင်တာပေါ့ဗျာ။ဒါပေမဲ့ Martinelli လိုမျိုးတကယ် natural position left wing ကတော့မဟုတ်ဘူး။ Explosive ဖြစ်ဖြစ်နဲ့ လုတ်အားနှုံးကောင်းကောင်းနဲ့ဝင်းနေရနေနော် inverted ပုံစံချိုးဝင်ပြီးကစားနိုင်တဲ့သူတယောက်တော့မဟုတ်ဘူး Nico Williams တို့လိုတိုက်မျိုးလည်းမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲ central zone မှာကစားသမားကောင်းတွေများနေတဲ့ Arsenal အနေနဲ့မခေါ်ယူနိုင်ဘူးလို့ပဲထင်ခဲ့တာပါတိုးတော့အခုချိန်မှာ Romano ကလည်းဆက်လက်ပေါ်ပြလာတဲ့အခါကျတော့ Easy ကိုဘာကြောင့်ခေါ်မှလဲနော်ဟိုခေါ်ဖို့အတွက်ဘာတွေလိုသလဲခေါ်လို့ရနိုင်မလားဆိုတဲ့အပိုင်းတွေကိုဆက်လက် ျွန်တော်ညကူနေတူတူဆွေးနွေးကြတာပါ။ဆိုတော့ easy ဒီလက်ရှိအချိန်မှာစာချုပ်သက်တမ်းတိတ်မကြမ်းတော့နှစ်နှစ်ပဲကြမ်းတော့တယ်။ Christopher Lee's ကလည်းမူလို့မရတော့ဘူး။ထပ်မူရင် McGui လို့ဖြစ်သွားလိမ့်မယ်။ Gui ကအခု12လပဲကြမ်းတော့တယ်။ Ibridge Easy ကတော့2029မှာစာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်နှစ်မရအောင်กว่าပေးလိုက်။နောက်ဘလုံးရသည်ရောက်ရင်စာချုပ်သက်တမ်း12လပဲထပ်ကြမ်းတော့မယ်။အဲ့တော့ Ibridge Easy ကိုဒီအချိန်မှာရောင်းရင်ရောင်းလို့အကောင်းဆုံးပဲ။ Easy အတွက်ထည့်သွင်းချုပ်ဆိုထားတဲ့ Rally Clause ကလည်းရှိနေတယ်။အဲ့ Rally Clause ဒီပေါင်း တန်း60ဘောနပ်စီပိုင်းနဲ့ပေါင်းလိုက်မယ်ဆိုရင် ပေါင်68တန်းဝင်းကျင်ရှိတယ်။အာစနယ်က EVO လိုချင်တဲ့အတွက်ကြောင့် Crystal Palace အသင်းနဲ့ကနအူးဆွေးနွေးမှုတွေတောင်လုပ်ပြီးသွားပြီ။ကနအူးဆွေးနွေးမှုတွေလုပ်ပြီးတဲ့အချိန်လေးအရကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်။အစဉ်ပြေတယ်ကမ်းလှမ်းလို့ဟိုလမ်းကြောင်းတွေထပ်ပေါ်လာရင်တော့နောက်ဆက်တွဲသတင်းတွေထပ်ကြားမှာပေါ့နော်။အဲ့တော့လောလောဆယ်မှာ Easy ရဲ့ Contract Expiry နဲ့သူ့ရဲ့စာချုပ် Rally Clause ကခေါ်လို့ရတယ်။ဒါပေမဲ့အဓိကကျွန်တော်စိုးရိမ်တာမလို့ပဲခေါ်လိုက်မိမှာကိုစိုးရိမ်တာ။ ဒါတော့ပြည်သက်တယောက်အနေနဲ့ပြောတာပါတချို့သော technically site တွေအရာကျွန်တော်တို့မမြင်နိုင်တဲ့တွေးလို့လလန်းမမီတဲ့အခြေအနေမျိုးတွေရှိတယ်။အဒေတာကဘလို့ viewer ဘိုင်းမျိုးနဲ့ ibridge easy ကိုတုံးကျင်လို့လဲဒါကျွန်တော်မသိဘူး။အဒေတာရဲ့အုံနောက်ကြီးကိုထဲထဲဝင်ကျွန်တော်သွားပြီးတော့ဝင်ကြည့်လို့မရအောင်။အဲ့တော့ကြောင့် viewer ဘိုင်းကဟာအဒေတာမခေါ်ဦးသင့်ကိုခေါ်တဲ့နဲ့ကျွန်တော်ရှောက်ပြောမနေဘူး။သူတုံးကျင်တဲ့အခြေအနေတမျိုးရှိကောင်းလဲရှိမှာပေါ့လေ။ ဲ့တော့ကျွန်တော်အကြီးကပြောချင်တာပေါင်68တန်းတုံးလိုက်တဲ့အခြေအနေမျိုးမှာနောက်ထပ်ကစားသမားတွေခေါ်ယူဖို့ ခက်ခဲကောင်းခက်ခဲသွားနိုင်တယ်။အာစတန်သင်းအဓိကလိုအပ်နေတဲ့နေရာသည်အထောင်တက်စင်မှုစစ်စစ်တယောက်ကျွန်တော်တလောတော့ကပဲဟိုအာစတန်သင်းရဲ့လူခုံမှုတွေကိုစမ်းစစ်ချင်ပါညာဆိုတဲ့ content လေးတစ်ပုဒ်လုတ်ပြီးသွားပြီ။သူတို့အဓိက first priority ဖြစ်ခေါ်ယူရမယ့်နေရာနှစ်နေရာရှိတယ် DM နဲ့အဲ့ဒီ number 9နေရာ။အဲ့တော့ DM ကခေါ်ပြီးသွားပြီ Martin Superman ရောရောက်ပြီး knock out ကိုရပြီ။အဲ့ number 9နေရာအတွက် easy ဟိုအစားထိုးပြီးတော့ခေါ်ဖို့ဆိုတာတိတ်ပြီးတော့ဟို ကျိုးချောင်းဆက်မှုမရှိဘူးလားလို့ပေါ့နော်အဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့တွေဒီပြိသက်တယောက်အနေနဲ့အတော်လေးနားလေရခတ်တယ်လို့တော့ကျွန်တော်ထင်တယ်အခုချိန်ထိလည်းကျွန်တော်မှ EVO ဘာကြောင့်ခေါ်တယ်လဲအဖြေမရှိသေးဘူးကျွန်တော်တို့ပဲလက်လန်းမမိတာလား ခုနကကျွန်တော်ပြောသလိုပေါ့သူတို့ပဲအရင်အလိုအတွေးခေါ်ပိုင်းမြင်မာနေတာလားတော့ဒါအချင်းကအဖြစ်ပြီးသွားပါလိမ့်မယ်ကျွန်တော်ကတော့ easy ကိုမခေါ်ယူသင့်ဘူးလို့ပဲထင်ပါတယ်အဲ့တော့ Ivan ကြီးကိုရော Ibrich easy ကို Arsenal အသင်းတွေနဲ့ယဉ်နှိမှုပြုလုပ်သင့်သလားမပြုလုပ်သင့်ဘူးလားဝင်ရောက်ဆွေးနွေးပေးပါအောင်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းကတော့ Louis Diaz နဲ့ပတ်သက်တဲ့သတင်းပေါ့ကျွန်တော်ကြားထဲမှာ Nico Williams နဲ့ပတ်သက်တဲ့သတင်းတွေအများကြီးရတယ်ဒါပေမဲ့ MLE နဲ့ပတ်သက်ပြီးကျွန်တော်သိပြီးတော့မဆွေးနွေးချင်တော့ဘူးအခုတမျိုးတော့ကြားတမျိုးသတင်းမျိုးစုံထွက်တာရဲ့သူကိုယ်တိုင်က ဘာစလိုနာတသင်းထဲကိုပြောင်းချင်တယ်ဆိုပေမဲ့လောက်ခပမာဏကလည်းရှော့မီယူချင်တာဘာညာရဲ့ဖြစ်တဲ့အတွက်ကြောင့်နီကိုဝီလီယမ်စ်တက်စာရင်တခြားသောသတင်းတွေကိုပဲကျွန်တော်သတိထားလေ့လာစောင့်ကြည့်ဖြစ်တယ်။အခုလည်းဘာစလိုနာအသင်းရဲ့တာဝန်ရှိသူတချို့ကနီကိုဝီလီယမ်စ်ကိုခေါ်ယူတာထက်လူးဝစ်ဒီအက်စ်ကိုခေါ်ယူရေးကပို့ပြီးတော့တင့်တော်နိုင်တယ်ဆိုတဲ့ယူဆချက်မျိုးတွေရှိနေတယ်။လူးဝစ်ဒီအက်စ်နဲ့ဘာစလိုနာကလည်းကနန်းမငြိမ်ဘူးညဒီနှစ်ဘောလုံးရသည့်ပြောင်းရွှေ့မစတင်ခင်ယာတီသိန်းကနီးကလေးက Louis DSD ဘာစလိုနာကိုပြောင်းရွှေ့ဖို့အတွက် Personal Terms Agree ရသွားပြီဆိုတဲ့သတင်းမျိုးတွေကြိုထွက်ထားတာပါအဲ့တော့ Liverpool မှာလည်း Florian Wirtz ရောက်ရှိလာပြီးတဲ့နောက်ပိုင်းတယောက်ယောက်တော့ထွက်နိုင် Cody Gakpo လား Diego Jota လား Luis Diaz လားဘယ်သူမှန်းသာမသိတာတယောက်တော့တေချာပေါက်ထွက်လိမ့်မယ်ဒါမှမဟုတ်လည်းနှစ်ယောက်ထွက်လိမ့်မယ်နောက် Darwin Nunez ကလည်းထွက်အောင်အထောင်တိုင်းစစ်မှုတယောက်လည်း Liverpool ကခေါ်အောင်မယ်ဆိုတော့ကျွန်တော်ထင်တယ်လို့ပြောရရင် Luis Diaz ရဲ့အနာဂတ်ကလည်း Liverpool မှာပြက်ပြက်သားသားမြင်မနေရအောင်အဲ့တော့ဘာစလိုနာနဲ့လီဗာပူးကြားမှာအခုဘာဖြစ်နေလဲဆိုတော့ဘာစလိုနာကလူးစ်ဒီအက်စ်ကိုယူရိုတန်း60လောက် တုံးကျင်တယ်ပေါ့နော်သို့တော့ Liverpool ကတော့ Luis Diaz အတွက် Euro 80နဲ့85သန်းကြားလောက်ရမှရောင်းမယ်ဆိုတော့သတင်းတပုတ်ကျွန်တော်တွေ့ထားတယ် Luis Diaz ရဲ့စာအုပ်တံတန်းကတော့2029ခုနှစ်တော့ကျန်နေသေးတယ်အဲ့တော့ Diaz ရဲ့စိတ်ဆန္ဒသာလျှင်အဓိကကြတယ် Luis Diaz ကိုနောက်ထပ်ချိတ်ဆက်နေတဲ့ club တင်းနေရှိတယ်အဲ့ဒီ club တွေက Sorry Prolia club တွေ Sorry Prolia club တွေဆိုရင်တော့ Liverpool လိုချင်တဲ့အမောက်ပမာဏအတိုင်းရမှာပေါ့နော်ဒါပေမဲ့ Barcelona ဆိုရင် Liverpool လိုချင်တဲ့အမောက်ပမာဏထက်အများကြီးရောရလိမ့်မယ် ဒီယူရိုတန်း60နဲ့ဘာလို့ဆိုတာစဉ်းစားထားတယ်ဆိုတာကလည်းဘယ်နည်းခွဲပေးမလဲမသိဘူးဆိုတော့ Louis Diaz ဒီ Liverpool တင်းမှာလုံးဝမလိုဘူးလားဆိုတော့လည်းမဟုတ်ဘူးအခုကိုရီကပိုဒီယေဂိုဂျိုတာဒါဝင်နူးညက်စ်တို့ရှိပေမဲ့အဲ့ဒီကစားသမားရင်းနဲ့ရှင်လူးဝစ်ဒီယက်စ်ကတော့ပိုပောက်ပောက်ရောက် ဖြစ်တယ်ဗျကစားပုံရောသူ့ရဲ့ level တစ်ခုအရာကိုပို့ပြီးတော့မြင့်နေတယ်အဲ့တော့ကြောင့် Florian Wirtz Luis Diaz Mo Salah တို့တိုက်စစ်အစုဖွဲ့ဆိုရင် Liverpool ကပို့ပြီးရင်ခုန်ခြင်းစရာတော့ကောင်းတယ်အဲ့တော့ကြောင့် Liverpool က Luis Diaz ကိုရောင်းလို့လည်းရတယ်မရောင်းလို့လည်းရတယ်ဆိုတော့အခြေအနေမျိုးဖြစ်ပါတယ်ဒါပေမဲ့တိတိပပဒီချိန်မှာဘယ်အရာမှပြောလို့မရသေးတဲ့အတွက်ကြောင့် Luis Diaz ရဲ့အပြောင်းအရွှေ့သတင်းတွေကိုလည်းကျွန်တော်ဆက်လက်နားဆွင့်ထားရမယ့်သဘောမျိုးဖြစ်ပါတယ်ခင်ဗျာ ကဲနောက်ဆုံးသွင်းခြင်းတဲ့တဲ့င်းကတော့ဒီရပ်ပိုင်းအတွင်းမှာပဲကစားသမား2ယောက်ကိုမျက်လေပြတယ်လို့ခေါ်ပြလိုက်တဲ့ဒီ Joel Pedro နဲ့ Chelsea နဲ့ပတ်သက်တဲ့တဲ့င်းပေါ့နော်ဒီကစားသမားတွေကပုတ်လိမ့်မယ်နော်ခေါ်ရတာခတ်တယ်ဗျ demands ပြရတဲ့ကစားသမားတွေပေါ့နော် Joel Pedro ဆိုရင် Newcastle လိုက်နေတာကြားလာပြီ offer နှစ်ခါပေးပြီးသွားပြီမညှိပါဘူးဒါကလည်း club team အသင်းနဲ့တသင်းကြားတွေက relation နဲ့လည်းစိုက်မှာပေါ့ Chelsea က Brighton နဲ့ relation ကောင်းနေရှိခဲ့တဲ့အခါကျတော့ဒီပြောင်းရွှေ့ရလှင်းလင်းမြန်မြန်ပဲဖြစ်သွားတယ်လို့ပြောရမယ် ခုချိန်မှာဂျောပက်ဒရိုဒီ medical test complete ဖြစ်သွားပြီအဲ့တော့ဘရာဇီးကနေတစင်အမေရိကကိုသွားပြီးအမေရိကမှာ Chelsea နဲ့ပူးပေါင်းလိမ့်မယ်။ Chelsea ရဲ့လက်ချက်ပွဲစဉ်တွေအတွက် register လုပ်ခံရလိမ့်မယ်။ ဂီဒန်စ်ကတော့ဘရက်ရှာဒော့တ်မန်အသင်းနဲ့ရှင်ပြိုင်နေတဲ့အတွက်ကြောင့်ခုတ်ပြီးပြီဆိုပေမဲ့လည်းဘရက်ရှာဒော့တ်မန်အသင်းမှာပဲဆက်လက်ကစားနေဦးမယ်သဘောမျိုးပေါ့နော်ချယ်ဆီအသင်းမှာရဂျစ်တာပြန်လုပ်ဖို့ဆိုတော့မဖြစ်နိုင်ဘူးလို့ထင်တယ်။ဒီပြိုင်ပွဲတစ်ပွဲထဲမှာကလပ်တင်းနှစ်တင်းနဲ့ကစားဖို့ဆိုတဲ့စီမင်းစီကန်ဥပဒေအရဒီ FIFA Club World Cup မှာလည်းမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ဗျ။အဲ့တော့ကြောင့် Joao Pedro တယောက်ပဲအခု medical test လုပ်ပြီးသွားပြီး Chelsea အသင်းကိုပူးပေါင်းပါဝင်ဖို့ရှိတယ်။ဒါပေမဲ့လည်းကလပ်တင်းနဲ့ပူးပေါင်း ထားတာဘာမှမရှိသေးတဲ့ကစားသမားတယောက်ဒီချက်ချင်းအံဝင်ဖို့ကတော့မဖြစ်နိုင်ဘူးပေါ့နော်အခု Lian Dlap တောင်ဗျာ Premier League ကကစားသမားပဲ Chelsea မှာပူပေါင်းထားတာအချိန်မကြာသေးတဲ့အခါကျတော့ fitting မဖြစ်သေးဘူးပေါ့ Joao Pedro ခေါ်လိုက်တဲ့သဘောမျိုးပဲရှိတယ်တကယ်တမ်းအသင်းမှာသုံးဖို့ဆိုတာကတော့တိတ်ပြီးတော့ကျွန်တော်ကတော့လမ်းမမြင်ဘူးဗျအဲ့တော့ Joao Pedro အနေနဲ့ Chelsea jersey ကိုဝတ်ဆင်ပြီး FIFA Club World Cup ရဲ့နောက်ထပ်ပွဲစဉ်တွေကိုကစားမဲ့မြင်ကွင်းနေ Chelsea ပရိသတ်တွေလေ့လာစောင့်ကြည့်ရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုတွေမှာနာခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ